ဘုံမောင်းနဲ့မန်စီးတီးတို့ထိပ်တိုက်တွေ့ဆုံနေတဲ့ FA Cup Quarter Final ပွဲစဉ်များ getting started a life is a dream or a nightmare scarring မင်္ဂလာပါကိုကိန်းစတာဖုတ်ဘောရှူရနေကြိုးတူပါရအခုတစ်ပတ်စနေတနင်္ဂနွေနေ့ရက်မှာရှင်ပြိုင်ကစားမယ် FA Cup Quarter Final ပွဲစဉ်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကြိုတင်ရင်ခုံမှုလေးလောက်လိုက်အောင်ခင်ဗျ Premier League ပွဲစဉ်30ရာတော့ FA Cup ရှိတဲ့အတွက်ကြောင့် Giant ထဲမှာနောက်ကျပွဲစဉ်တွေဖြစ် ရှင်ပြိုင်ကစားမှာလည်းဖြစ်ပါတယ် FA Cup မှာ ပရိသတ်အားပေးမှုများတဲ့အသင်းတွေကမန်စီးတီးတသင်းပဲကျန်တော့တယ်ဆိုပေမဲ့လည်းကျန်တဲ့အသင်းတွေကဒီနှစ်ဘောလုံးရာသီမှာဘာပဲပြောတော်တော်ကောင်းလာတဲ့အသင်းတွေပါတယ်ဗျာဥမာ Northern Forest တို့လို့ Bournemouth တို့လို့အသင်းမျိုးတွေပေါ့ဒီအတွက်ကြောင့်မန်စီးတီးဒီလက်ရှိခြေစွမ်းမိုက်မတည်ငြိမ်တဲ့အခြေအနေမျိုးဆိုရင်လည်းတိတ်ပြီးတော့မလွယ်နေဘူးမှန်တယ်အားကောင်းဆုံးကတော့မန်စီးတီးမန်စီးတီးကိုတခြားအသင်းတွေလက်တွေ့ကျကျရှင်နိုင်ဖို့ဆိုတာအဲ့လောက်ထိလွယ်ကူမနေဘူး တိုးတော့ကျွန်တော်ရှေ့ကပြောခဲ့တဲ့အချက်လက်တွေနဲ့ပြန်ချိန်ကြည့်မယ်ဆိုရင်အတိအကျကြီးမယ်စီးရီးယားတရားဂိုင်တော့ FA Cup မှာဘူဆွဲမယ်ဆိုပြီးပြောလို့မရပြန်ဘူး quarter final ဆိုတာ semi final final ဘူဆွဲဖို့အတွက်လက်တကမ်းပဲအလိုရှိနေတဲ့အဆင့်တစ်ခုပါအဲ့အတွက်ကြောင့် EPL မှာတချို့အသင်းတွေအားစိုက်ရမယ်ဆိုပေမဲ့လည်းဒီဖလားဒီအင်္ဂလန်ရဲ့ ်တက်တန်းရင်ဆုံးဖလားတစ်ခုဖြစ်တယ်ဂုံတိတ်ခါပိုင်းအရာမြင့်တဲ့ဖလားတစ်လုံးဖြစ်တယ်မစီရီကတော့ဒီလိုဖလားကိုရတာတိတ်ပြီးဘာမှမဖြစ်ဘူးဆိုရင်ကျန်တဲ့အသင်းတွေကြတော့ဖလားမရတာကြာပြီဖြစ်တဲ့เนาะသူတို့အသင်းရဲ့တမိုင်းစင်လာတွေကိုပြန်ပြီးတော့အဆုံးသတ်မဲ့ဘာညာဆိုတဲ့အတွေးခေါ်မျိုးရှိနိုင်တယ်ဒါမဲ့မန်စီးတီးကြောက်လည်းဒီနေ့ရာဒီမှာဒီဖလားတစ်လုံးတည်းတည်တာလျင်သူတို့အတွက်ရသည်ဟာရှိတော့တယ်ကျန်တဲ့ဖလားတွေကအကုန်လုံးလက်လွတ်ခွတ်ချွတ်ဖြစ်သွားပြီ ဆိုတော့မက်ဆီဒီနဲ့ပက်ဂွာဒီယိုလာ တွဲဖက်လာတဲ့နှစ်ကာလတမယတွေမှာဆိုရင်ဒီဘောလုံးရာသီကအချိန်အစိုးဆုံးပဲအဲ့တို့ကြောင့်ပက်ဒီအချိန်စိုးတဲ့မစိုးအောင်စူးစမ်းအထောက်မှုပြုဖို့လိုလိမ့်မယ်မတော်တဆဒီဖလားကထွက်သွားမယ်ဆိုရင်မန်စီးရီးကဒီနေ့ရသည်ဖလားလက်မဲ့ရာသီကိုကြုံတွေ့ရမှာလည်းဖြစ်ပါတယ်ခင်ဗျာစနေနေ့ည6:45မှာတည်းကဖူလန်နဲ့ခရစ်စတပေးလီစ်တို့ရှင်ပြိုင်ကစားမှာဖြစ်ပါတယ်ဖူလန်ရောခရစ်စတပေးလီစ်ရောနှစ်သင်းလုံးဒီပရီးမီးယားလိမှာဘာမှ ဖိအားမရှိတော့တဲ့အတင်းတင်းတွေပဲလစ်ကလည်းတမ်းမစင်းတော့တယ်လို့ဖူလန်ကလည်းဥရောပဝင်ခွင့်တနေရာအတွက်မျောလင်းချက်ကြီးမားမယ်လို့မထင်ဘူးလက်ရှိချိန်တင်ချာနီးရတွက်မယ်ဆိုရင်တော့ဖူလန်ကလည်းဥရောပဝင်ခွင့်မျောလင်းလို့ရနေသေးပေမဲ့ထင်သလောက်တည်းလည်းလွယ်ကူမနေဘူးဗျဥရောပဝင်ခွင့်အတွက်ပြိုင်ဆိုင်နေတဲ့အတင်းတွေထဲမှာဖူလန်ထက်ပိုကောင်းတဲ့အတင်းတွေပဲဖြစ်တဲ့အတွက်ကြောင့် FA ကပ်ကိုပို့ပြီးတော့အာယုံစိုက်တာသူတို့အတွက် ကောင်းပါလိမ့်မယ်အဲ့ဒီကကြတော့အင်ကွင်းမှာလည်းအခန့်ရှင်ပြိုင်ကစားရမယ် အာတာချက်လည်းအနေငယ်ရှိနေတဲ့အတွက်ဖူလန်ဒီပဲလစ်အသင်းကိုအနိုင်ရအောင်ကစားပါလိမ့်မယ်။ဂလက်စနာကလည်းတစ်ဖက်မှာအရေးသွေးရှိတဲ့နီးပြတယောက်ဖြစ်တဲ့အတွက်ကြောင့်မာကိုဆေးဗာအနေနဲ့လွယ်လင်းကူအနိုင်ယူဖို့ဆိုတာလည်းမဖြစ်နိုင်ဘူး။ဂလက်စနာကိုလိုက်ပ်ဇစ်အသင်းကအခုချိန်မှာပြန်ခေါ်မယ်ဆိုတဲ့သတင်းမျိုးတွေကြားထားတဲ့အချိန်မှာကျွန်တော်ခရစ်စတယ်ပဲလစ်အသင်းကလည်းဂလက်စနာကိုပြန်ပြီးတော့ဆွဲထားခြင်းနဲ့ပေါ့နော်။ဂလက်စနာနဲ့ပဲလစ်နဲ့ကလည်းဒီနေ့ဘောလုံးရသည့်အစမှာလမ်းခွဲမယ်ဆိုတဲ့အထိသတင်းမျိုးတွေပေါ်ထွက်ခဲ့ပေမဲ့ Glaston ကတော့သူ့ရဲ့အရည်အသွေးပိုင်းကိုပပနဲ့နဲ့နဲ့ပဲတက်သေးပြသွားနိုင်ခဲ့တယ်လို့ပြောရမှာပါအဲ့တော့ Palace ကဒီနေ့ရသည်တန်းစင်းမှုအတွက်အခြေအနေမရှိတော့တာ Glaston ရဲ့ကျွမ်းကျင်မှုကြောင့်လို့လည်းပြောရမှာဖြစ်ပါတယ်တကယ်တော့ Crystal Palace အသင်းမှာကစားသမားကောင်းတချို့မရှိတော့ဘူးဗျဥမာပြောရင်တော့ Michael Olise ပေါ့အရင်တော့ Olise Easy နဲ့ရောက်အတွဲဆိုရင် Wilfried Zaha ရဲ့နေရာကိုအကောင်းဆုံး ဖြည့်ပေးထားနိုင်တယ်အခုချိန်မှာ Ismaila Sar ကိုခေါ်ယူခဲ့ပေမဲ့ Michael Olis ကိုကျွန်တော်တို့ထင်ထားသလောက်မမိခဲ့တဲ့ပုံသဏ္ဍာန်အခင်းချင်းရလဲ Crystal Palace ကိုအနေငယ်အားနေသွားစီတယ်လို့ကျွန်တော်ယူဆတယ်အဲ့ဒါကြောင့် Glaster ရဲ့ယာတီအစပိုင်းရလက်တွေကအတော်လေးစိုးရွားခဲ့တာပါယာတီအလဲအခုယာတီပြီးကန်ဒီမှာတော့တဖြည်းဖြည်းပြန်လဲတည်ငြိမ်မှုနဲ့အတူ Glaster ကသူဘာကောင်းလဲဆိုတာပြန်ပြီးတော့တက်တည်ပြထားနိုင်ခဲ့ပါတယ်အဲတစ်ဖက်ကဖူလန်နီပြမာကူစီဗာကတော့ ပပနဲ့အေးအေးလေးသွားနေတဲ့နီးပြပေါ့နော်တန်းစင်းဖို့အတွက်လည်းတိတ်ဖီးအားမရှိဘူးအဲ့ဒါဒီတရာဒီတဲမဟုတ်ကျွန်တော်ယာတီတော်တော်များကြည်နေတာဖူလန်ကအဲ့ဒီအထာပဲနောက်ကစားသမားကောင်းတို့ဆုံးရှုံးထားတယ်ရှိတဲ့ကစားသမားနဲ့ရှေ့ကိုအကောင်းဆုံးဆက်နေတယ်တချို့ကစားသမားတွေဆိုရင်ပို့ပြီးတော့ shining ဖြစ်လာတဲ့သူတွေရှိတယ်ဥပမာပြောရရင် Moonox တို့ကစားသမားမျိုးပေါ့နော်နောက်ဘလုံးရသေးဒီမှာအသင်းကြီးတွေကခေါ်မယ်ဘာညာဆိုတဲ့ပုံစံမျိုးကြီးလေကြားကောင်းကြားနိုင်တယ်ဘာပြောအားနေချက်အားသာချက်ကိုစီရှိတဲ့ ဒီပွဲစဉ်ကပရိသတ်ကိုရင်ကုန်ဆေးလုံရှားမှုအပြေအဝပေးဆွမ်းမှာတော့တည်ကြတယ်ကျွန်တော်ဒီ FA Cup ပွဲတွေနဲ့ပတ်သက်ပြီးတော့ပွဲချုပ်သုံးသက်ချက်လုပ်ပြီးပါအောင်မယ်အခုကတော့ကျွန်တော်ကြည့်ကောင်းနိုင်တဲ့အခြေအနေတွေကိုသုံးသက်ဆွေးနွေးတာဖြစ်တဲ့အတွက်ကြောင့်ဒီပွဲနဲ့ပတ်သက်ပြီးတော့ဒီလောက်ပဲပြောပြရသည်အဲ့တော့စနေညမှာနောက်ထပ်တပွဲရှိပါတယ်ဂျားရဲအချင်းကတော့တော်တော်လေး gap ဖြစ်သွားတယ်ဗျညဘက်7နာရီ45မှာရှင်မြိုင်ကစားမယ် Brighton နဲ့ Nottingham Forest ပွဲဖြစ်ပါတယ်ခင်ဗျဒီပွဲစဉ်ကလည်းကြည့်လို့ကောင်းမယ်ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်နှစ်ကောင်လုံးက လက်ရှိအချိန်မှာအကောင်းဆုံးလူချင်းစုဖွဲ့မှုကိုပိုင်ဆိုင်ထားတယ်။ Brighton ကယာသည်အလေလောက်မှာအနည်းငယ်ကျသွားပေမယ့်အခုချိန်ပြန်ပြီးတော့စိတ်တပိုင်းပြန်တက်လာတယ်။အသင်းကြီးကိုအမြဲတမ်းလိုလိုဒုက္ခပေးတယ်။ကျွန်တော်မှတ်မိသလောက်ပြောမယ်ဆိုရင် Chelsea ကိုနှစ်ခါတိတိတီးပလိုက်တာ။နှစ်ပွဲဆက်တွေ့တယ်နှစ်ပွဲဆက်လုံးတီးတာ။နော် FA Cup မှာတစ်ခါတီးတယ်။ Premier League မှာတစ်ခါတီးတယ်။ Brighton ကကြောက်ဖို့ကောင်းတယ်နော်။မထင်ထားရတော့ဟာဇာလာလက်ထက်မှာတက်လာတဲ့အသင်းတစ်သင်း ီးခဲ့တဲ့ရာသီကလည်းရောဘတ်ဒီဇာဘီလက်ထက်ကြောက်ဖို့ကောင်းပေမဲ့အဲ့လောက်ထိမဟုတ်ဘူးဟာဇန်လာနဲ့ပို့ပြီးလိုက်ဖက်တဲ့ပုံစံမျိုးဖြစ်နေတယ် Northern Forest ကတော့တိတ်ထူးထူးပြောနေရမလို့ဒီနေ့ရာသီမှာအကောင်းဆုံးခြေလွှမ်းမျိုးနဲ့ Premier League အသင်းတိုင်းဟိုတတိထားရလောက်တဲ့ပုံစံဖြစ်လာတယ် Northern Forest ကသားသမားတွေဒီစိတ်တဲ့ပိုင်းဆိုင်ရာအရန်ကောင်းတယ်အခု quarter final မှာတွေ့နေတဲ့အသင်းတွေအားလုံးထဲမှာစိတ်ပိုင်းဆိုင်ရာအကောင်းဆုံးအသင်းက Northern Forest လို့ပဲပြောရမယ်။ဒါက Nuno Santo ရဲ့အရေးသွေးပိုင်းနဲ့လည်းအနေငယ်ဆိုင်တယ်။နီးပြားနှစ်ယောက်ရှင်တဲ့နေရာမှာ Hazard နဲ့ Nuno Santo ကတော့ Nuno Santo ဒီအတွေ့အကြုံပိုရှိတယ်။အဲကလပ်တင်းတတော်များကိုကင်တွယ်ခဲ့ဘူးတဲ့အထူးသဖြင့်ဒီပရီးမီးယားလိမှာဆိုရင်ဟူဗာဟန်တန်နဲ့သူတခစ်ဆန်းခဲ့တဲ့နှစ်တနေရှိတယ်ဟူဖ်ကလည်းအဲ့အတွက်ကြောင့်သူချန်နာပေးခဲ့တဲ့အသွေးအမွေးတွေကြောင့်ကျွန်တော်အခုချိန်ထိပရီးမီးယားလိမှာရှင်သန်နေသေးပဲလို့ပြောရမှာဖြစ်ပါတယ် တော့ညနိုဆန်တို့ဒီကစားသမားတွေကိုစိတ်တက်မြင့်တင်ရေးအပိုင်းမှာပို့ကောင်းတယ်လို့မာကုံလည်းပို့ပြီးတော့ရှိတယ်။ဆိုတော့ဒီပွဲစဉ်ကလည်းတစ်ဖက်က viewer ဘိုင်းကျွမ်းကျင်တဲ့တနည်းအားဖြင့် modern ဘောလုံးလောကနီး viewer တွေနဲ့တသားတည်းဖြစ်နေတဲ့နီးပြတယောက်နဲ့ဝိုင်းရင်အတွေ့အကြုံရင်းနဲ့ Mourinho တို့လိုစိတ်ပိုင်းဆိုင်ရာမောင်းနှင်မှုကိုအားကောင်းတဲ့နီးပြနဲ့ထိတ်တိုက်တွေ့ဆုံမဲ့ပွဲစဉ်ဖြစ်ပါတယ်ခင်ဗျ။ဒီပွဲကလည်းကျွန်တော်တို့မလွတ်တမ်းစောင့်ကြည့်ရမယ့်ပွဲတစ်ပွဲပါ။ အဲ့တော့ကျွန်တော်စနေနေ့နှစ်ပွဲပြီးသွားပြီဆိုတော့နေ့တနင်္ဂနွေရောက်တဲ့အခါကျရင်လည်းနောက်ထပ်ဘွဲကောင်းနေထပ်ပြီးစောင့်ကြည့်နေပါတယ်ဒီ quarter final အဆင့်ပွဲတွေမှာဆိုရင် championship ကအသင်းတသင်းပဲပါရတယ်ပြီး president ကလည်းသွား short drop လို့မရတဲ့အသင်းထဲမှာပါပါတယ်ကျွန်တော်တခုကြည့်ရမှာ aston villa က champion league ရှိတယ်အဲ့တော့ fa cup လည်းကစားဖို့ရှိတယ် premier league လည်းရှိတယ်ဆိုတော့တော်တော်လေးပြဲသွားနိုင်တယ်ဒါပေမဲ့ကျွန်တော်ညီထဲမှာပြောခဲ့သလိုမျိုးပဲ ဒီချိန်ရောက်နေပြီတကောင်းတက်ညင်မနဲ့တော့မထူးနေတော့ဘူးဘာပဲဖြစ်ဖြစ်ရရင်ရတဲ့လောက်အစတွန်ဗလာကြိုးစားအားထုတ်မှုပြုမှာပဲတိုးတော့ပရက်စတန်ကလည်းလုံးဝ short တွက်လို့မရတဲ့အသင်းတစ်သင်းပါကဲနောက်ဆုံးပွဲကတော့ညာဘက်စင်နိုင်မှာရှင်မြိုင်ကစားမယ်ဘုံမောက်နဲ့မန်စီးတီးတနည်းအားဖြင့်အခု FA Cup Quarter Final ပွဲစဉ်ဒီမှာဆိုရင်အကောင်းဆုံးပွဲလို့ပြောလို့ရပါတယ်ခင်ဗျဘုံမောက်ဒီအခုရှင်ပြိုင်နေတဲ့ Quarter Final အဆင့်เนาะအသင်းတွေထဲမှာမန်စီးတီးကို အကောင်းဆုံးရှင်ပြိုင်နိုင်တဲ့အသင်းတစ်သင်းဖြစ်တယ်မန်စီးတီးပြီးရင်ဒုတိယမြောက်ရင်ခုန်ချင်းစရာအကောင်းဆုံးအသင်းအဲ့လိုအသင်းတစ်သင်းထိတိုက်တွဲဆုံတဲ့အတွက်ကြောင့်ဒီ quarter final နဲ့အဆင်ကနည်းနည်းစောတယ်လို့တောင်ပြောရမယ်ဘုံမောင်ရဲ့ဒီနေ့အမြင့်ပြန်လာမှုအားလုံးနဲ့သတိထားမိပါပါ Aston Villa ကောင်းတယ် Nottingham Forest ကောင်းတယ်ဆိုပေမဲ့ဘုံမောင်နီးပြသည့် Araola ဘုံမောင်အသင်းရဲ့ကစားသမားတွေဒီအသင်းတိုင်းလိုချင်နေတဲ့ကစားသမားစုဖွဲ့မှုဖြစ်နေတယ်။ Nottingham Forest ကောင်းတယ် Brighton ကောင်းတယ်เนาะ Aston Villa ကောင်းပေမဲ့ ်အသင်းတိုင်းနေရာဒီမှာအပြိုင်ဆိုင် ခေါ်ကြမယ်ကစားသမားအုပ်စုကဘုံမောက်အုပ်စု Milos Gagas Sabani Dinusen Saminho Cliver ဘလောက်ထိရင်ကုန်စရာကောင်းတဲ့ကစားသမားရေလဲအဲ့တော့ကြောင့်ဘုံမောက်အိမ်ကွင်းဖြစ်တဲ့ Vitality မှာ Man City ကိုအသေးအတန်ရုံးကန်ပြီးဒုက္ခပေးမှာတော့တေချာတယ်။ကျွန်တော်ကတော့နှစ်သင်းလုံးမှာဒီဖလာကိုရဖို့အတွက်အားသာချက်ကိုသိနေတယ်လို့သုံးသပ်ရင်းနဲ့ပဲဗီဒီယိုလေးဒီမှာနားချင်ပါတယ်။အစုံကြီးကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။